ဘာကြောင့်မလို့အင်ဂါဂျုံကိုရွေးချယ်ရတာလဲ Solar system ထဲမှာဂျိုရီအများကြီးရှိရတဲ့အထဲမှာအင်ဂါဂျုံကိုရွေးချယ်ရတဲ့အကြောင်းရင်းကဘာဖြစ်မဲ့ချင်လဲတစ်ဖက်က Space Ace နဲ့တစ်ဖက်က NASA ရဲ့ Thumbnail တစ်ချောင်းမှာအချိန်မဆုံး collaboration ကိုပြောလို့ရတဲ့အင်ဂါဂျုံကိုတောင်းမဲ့အစီအစဉ်ကဘယ်လိုဖြစ်လာမှာလဲ ဒီဖွဲ့စည်းနှစ်ခုအကြောင်းကိုကျွန်တော်ပြောပြမယ်ဆိုလို့ရှိရင် NASA ဆိုတာက Solar System နဲ့ Universe အကြောင်းကိုလေ့လာနေတဲ့အဖွဲ့စည်းတစ်ခုတစ်ဖက်မှာ Elon Musk ရဲ့ SpaceX company ကလည်းကုန်ကြစည်သက်သာတဲ့ Space နဲ့တိစောက်ပြီးအာကာသကိုမြေချဲကိုစူးစမ်းနေတဲ့အဖွဲ့စည်းတစ်ခုဖြစ်တယ်။ကျွန်တော်တို့ဒီ venture တွေကမတိမတာဆင်တူနေတဲ့အဖွဲ့စည်းတစ်ခုကအင်္ဂါဂျုံမှာတွားပြီးတော့အခြေချဖို့စဉ်းစားနေတယ်ဆိုတော့ဒီခီးစဉ်ကဘယ်လိုမျိုးဖြစ်လာမှာလဲ။တကယ်တော့အင်္ဂါဂျုံကိုတွားချင်ရတဲ့အကြောင်းရင်းကဘာဖြစ်မယ်ချင်လဲ။ ကျွန်တော်တူတူယောက်ထဲရဲ့ဆုံးဖြတ်ချက်နဲ့အမြင်ကတော့တူးကျော်နေချဲ့တယ်လို့ပဲမြင်ပါတယ်။ရာသီဥတုနဲ့စစ်ဘေးတွေကြောင့်ပျက်စီးရောမဲ့ကဘာကြီးထပ်ပုံမူပြီးတော့ကောင်းမွန်တဲ့နေရာတစ်ခုမှာလူဖွဲ့စည်းတစ်ခုကိုတိဆောက်မယ်ဆိုတဲ့ရည်ရချက်တွေအကြောင်းအကျောင်းတွေများစွာရှိနေပေမဲ့တကယ်တော့ကဘာကြီးကိုပျက်စီးအောင်လုပ်နေတာကလည်းလူပဲ။ကဘာပေါ်မှာကြောက်စရာအကောင်းဆုံးသရဝါကလည်းလူပဲလို့ပြောရတော့ညင်းလို့မရပါဘူး။အင်္ဂါဂျိုမှာနေထိုင်မှုလည်းအဆင်ပြေပြီး အခြေချချက်တည်ဖို့အတွက်လည်းသဘာဝအရင်းမြစ်တွေက ရှိလာပြီးတော့လူရဲ့အရောက်တရာလောက်ကနေစတင်နေထိုင်မယ်လို့ဆိုကြပါစို့လူရောက်တရာမပြောနဲ့90ပဲထားပါအောင်အဲ့လူတွေကအကုန်လုံးသဘောထားတိုက်ဆိုင်နေမှာပြောင်းနေတယောက်အတွင်းမြင်နေကတော့ပြောင်းရနေကြပါပဲအဲ့လိုအတွင်းမြင်နေပြောင်းပြလာတဲ့အလျောက်လောဘဒေါသချစ်ချင်းမုန်းခြင်းအဆရှိတဲ့ emotional နဲ့ဆိုင်တဲ့အရာတွေကပါဝင်လာခဲ့ရင်အရာရာတိုင်းကအကောင်းတိုင်းဖြစ်လာမယ်လို့တော့တွေးလို့မရတော့ပါဘူး ။ဘာဖြစ်ထားလဲပါဒီအကြောင်းလေးကိုဆက်ပြီးပြောမယ်ဆိုရင်တော့ psychology ဘက်ကိုရောက်သွားပါလိမ့်မယ်။ Elon Musk ရဲ့ mass colonization plan မှာတော့လူကြီးတသန်းကျော်လောက်ထိအနည်းဆုံး mass ပေါ်မှာနေထိုင်ဖို့အတွက်ရည်ရထားတာပါ။ဘာလို့အင်္ဂါဂျိုကိုမှအနှံ့ဆွဲဖြစ်နေရတာလဲ။ဒီဖွဲ့စည်းတဲ့မှာကျေတကွန်တွေဂျူတွေအုတ်တာကလေးအများကြီးရှိတဲ့အထက်မှာအင်္ဂါဂျူကိုပဲရေးချယ်ရတာကဘာကြောင့်ဖြစ်လို့လဲ အဓိကကြတဲ့အချက်နှစ်ချက်နဲ့ပြောရမယ်ဆိုလို့ရှိရင်ပထမတစ်ချက်ကလူသားတွေနေထိုင်မှုတင့်တင့်တဲ့နေထိုင်မှုရှိနေတာကြောင့်ဖြစ်ပြီးတော့ဒုတိယအချက်ကတော့တောင်းမဲ့ခီးလန်းအကွာဝေးရောက်ပါမယ်ပထမဆုံးအနေနဲ့မတ်ကလူတွေနေထိုင်မှုတင့်တော်တဲ့အနေထားမှာရှိနေတာကအပကြောင့်လဲညီဆွေးအားအရကြည့်မယ်ဆိုလို့ရှိရင်ကမ္ဘာနဲ့သုံးမှုတဘဝင်းကျင်လောက်ပဲကွာခြားတာဖြစ်လို့ညီဆွေးအားအရကတော့အရန်ကြီးတော့ခက်ခဲဖြစ်မနေဘူး အမူချိန်နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ကဘာနဲ့ဆိုင်ရင်နေနဲ့ကပုံဝေးတာဖြစ်လို့ကဘာထက်၄ဆလောက်ပိုအေးပါတယ်။ဒါပေမဲ့ရွေးချယ်စရာကလည်းတိတ်မများဆန်းဆန်းရှိမနေဘူး။ကဘာနဲ့ဆိုင်ရင်နေထက်ပိုနေတဲ့ Venus ကိုသွားမလား။ပိုအေးတဲ့ Mars ကိုသွားမလား။ဒီမှာနိုင်ငံသားတယောက်အနေနဲ့ကတော့ပူရဲ့နေရာထက်ဆိုင်ရင်အေးတဲ့ Mars ကိုပဲရွေးချယ်လိုက်ပါမယ်။အင်္ဂါဂျူမှာအောက်ဆီဂျင်က0.13%ပဲရှိပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်က96%လောက်ဖြစ်နေတာမလို့အသက်ရှူဖို့တော့ကတော့လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ NASA ကဒီပြဿနာအတွက် Mosilo Corel Sub ကိုတုံ့ပြန်ပြီးတော့ Carbon Dioxide ကနေ Oxygen ကိုပြန်ထုတ်လုပ်ဖို့စီစဉ်နေတယ်ဆိုတော့အရင်ကြီးတော့အခက်ခဲမဖြစ်တော့ဘူးနေလူနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ကဘာနဲ့အင်္ဂါဂျိုကဘာမှမဆန်တယ်လောက်အောင်လို့ခေါ်လေးကိုကွာချားပါမယ်။ဘာပေါ်မှာရှိတဲ့လေတူးနဲ့အင်္ဂါဂျိုမှာရှိတဲ့လေတူးကဘာမှမဆန်လောက်အောင်ကွဲပြားနေတာမို့လို့လူသားတွေတော်တော်လေးကိုအခက်တွေ့နိုင်တယ် င်္ဂါဂျိုဘမကကာမိုနိုင်အောက်ဆိုက်ပမာဏကအရင်များတာဖြစ်လို့ခမိုးနဲ့အညစ်ကြေးတွေကတော်တော်များပါပါတကယ်လို့တင်ကကဘာပေါ်မှာလိုမျိုးပဲတီရှပ်ရဲ့ဘောင်းမတူလေးရဲ့ဝတ်ပြီးတော့အင်္ဂါဂျိုဘမှာခိုးလျှောက်သွားတီလျှောက်သွားလာရလာရလို့ပြီးတော့ကမင်းရောထနိုင်လေဆိုရင်တော့စက္ကပိုင်းအတွက်မလကီရသွားပါပါဒါကြောင့်မို့လို့ Elon Musk နဲ့ NASA တို့ရဲ့ Mars ကိုသွားမဲ့စီဇန်မှာအရင်ဆုံး Mars ကိုရောက်ခဲ့ရင်အာကာသစကန်ကြီးတွေတိစောက်ပြီးတော့နေထိုင်ဖို့အရင်ဆုံးစီဇန်ပဲ ပြီးတော့ mass မှာရှိတဲ့အရင်းမြစ်တွေနဲ့ဘာဆက်လုပ်မလဲဆိုတော့ကိုစဉ်းစားပါမယ်ဖြစ်တယ်။နောက်ထပ်ခေါင်းစဉ်တစ်ခုကိုပြောမယ်ဆိုလို့ရှိရင်အင်ဂါချိုကိုဘယ်လိုမျိုးသွားကြမှာလဲ။အကွာဝေးအဖြစ်ကဘာကနေအင်ဂါချိုကိုကီလိုမီတာ55သန်းလောက်กว่าတဲ့အနေထားကိုဘယ်လိုမျိုးသွားကြမှာလဲ။ကီလိုမီတာ55သန်းဆိုတာကကဘာနဲ့ mass ရဲ့အနည်းဆုံးအချိန်ဖြစ်ပြီးတော့အဝေးဆုံးအချိန်ဆိုရင်ကီလိုမီတာ300ကျော်လောက်ရှိပါလား။ နည်းနည်းရှုပ်သွားပြီလားနည်းနည်းအချင်းချင်းပြောရမယ်ဆိုလို့ရှိရင် solar system ထဲမှာနေကိုလှည့်ပတ်နေတာကကမ္ဘာတစ်ခုလည်းမဟုတ်ပဲနဲ့တခြားလူတွေအများကြီးရှိတဲ့အချိန်မှာမှာအင်္ဂါဂျိုကလည်းတစ်ခုအပဝင်ဖြစ်ပါတယ်ဒါပေမဲ့လှည့်ပတ်နေတဲ့အချိန်ကဂျိုတစ်ခုနဲ့တစ်ခုကမတူပါဘူးမြန်မာလည်းရှိတယ်လို့မျိုးနေရလည်းရှိနိုင်ပါတယ်ကျွန်တော်တို့ကမ္ဘာမှာတော့ပြက်ကလေးတွေကအတန်365ရက်ကြာပါတယ်အထူးကြဆိုလို့ရှိရင်တော့365ရက်6နာရီနဲ့9မိနစ်ပါမတ်စကာကျတော့နေကိုလှည့်ပတ်ဖို့အတွက်ရက်ပေါင်း 686ရက်ကမ္ဘာချိန်နဲ့နနစ်နီဗာလောက်ကြပါတယ်ဒီလိုမျိုးဂျူနှစ်ခုကမျိုးကိုလက်ပတ်တာအနည်းဆုံးဖြစ်သွားတဲ့အချိန်နဲ့အဝေးဆုံးဖြစ်သွားတဲ့အချိန်ပေါ်မူတည်ပြီးတော့အပဝေးတွေကလည်းပြောင်းလဲသွားတာပါဒီလိုမျိုးဆီစီစဉ်မှာတော့ကမ္ဘာနဲ့အင်္ဂါဂျူအနည်းဆုံးဖြစ်မဲ့အချိန်လောက်မှာ space ship တွေကိုလွတ်တင်ပြီးတော့သွားမှဖြစ်ပြီးတော့ပြန်ပြကြချိန်က6လကနေဒီနေ့လောက်ကြပါပါမြန်မာနိုင်ငံသားတွေအတွက်စိတ်မကောင်းစရာကစီစေးကထိုးတက်နေပါတယ်ဆိုနေမှာ ဒီတပတ်စာခရီးစဉ်လောက်သွားဖို့အတွက်ကိုစီစဉ်မှာတရက်လုံးတန်းစီနေရတာမျိုးရှိပြီးတော့ဒီနေ့လောက်စာခရီးသွားမယ်ဆိုလို့ရှိရင်ဟွန်းမော့စကိုသွားမယ်ခရီးစဉ်မှာ NASA က1.08 billion လောက်ကုန်ကြခံရတာဖြစ်ပြီးတော့ဒီခရီးစဉ်ကြီးကလည်း NASA အတွက်တမိုင်းတစ်လျှောက်အကြီးမားဆုံး project လို့ပြောလို့ရပါတယ်မော့စကိုသွားမယ် project မှာ SpaceX က Spaceship တွေကိုတည်ဆောက်ဖို့အဓိကတာဝန်ယူထားတာဖြစ်ပြီးတော့2026မှာ Spaceship 5စီးလွတ်ဖို့လည်းစီစဉ်ထားပါတယ် တကယ်လို့ဒီ season ကအောင်မြင်သွားရင်ရောဘာတွေဆက်ဖြစ်လာမှာလဲကျွန်တော်မြင်ရကဘာမဟုတ်တဲ့တခြားနေရာမှာသွားနေရတာကကိုယ့်အိမ်ကိုဖြစ်ပြီးတော့သူများအိမ်မှာဧည့်သည်လို့ဆိုလိုမျိုးတပေါင်းတတတော့ရှိမှာမဟုတ်ပါဘူးဘယ်လိုပဲဖြစ်နေဖြစ်နေလူသားတွေအတွက်အသင့်တော်ဆုံးကတော့ဒီကဘာကြီးပဲဖြစ်ပြီးတော့တကယ်လို့ခင်ဗျားကကဘာပေါ်မှာမဟုတ်ပဲနဲ့တခြားဂျူပေါ်မှာသွားနေဖို့အတွက်အစီအစဉ်တွေရှိလာပြီးဆိုရင်တော့မာဗယ်ရုပ်ရှင်တွေကိုပို့ပြီးတော့မြန်မြန်ဆဆကြည့်ထားဖို့လိုအပ်ပါလိမ့်မယ်